သားသမီးတွေကမထောက်ပံ့လို့အသက်86နှစ်မှာပင်မန်းစွာရှောက်သွားရင်းနဲ့စာကလေးအိမ်ရောင်းနေရတဲ့ရန်ကုန်မြို့ကအဖို့ကိုပြည်သူများလုံးမင်္ဂလာပါရှင်။ဘောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။အလုံးတိကျတဲ့အတိုင်းမြန်မာနိုင်ငံကဆင်းရဲကြက်တဲလာတာနဲ့အတူလူတွေရဲ့နေစဉ်စားဝတ်နေရေးဟာကြက်တဲလာပါရစေ။ဒီလိုမျိုးကြက်တဲလာတာကြောင့်လည်းသားသမီးတွေဟာမိဘတွေကိုပြန်လည်မကြည့်ရှုနိုင်တော့ဘဲနဲ့စွန့်ပစ်ခံဘိုးဘွားတွေတော်တော်လေးများပြလာပါရစေ။ ိဘရိယာငယ်စဉ်ခါမှာသားသမီးဘလောက်ပဲဖြစ်ပါစေအများစုသောမိဘနှစ်ပါးကသားသမီးတွေကိုပညာတတ်ကြီးဖြစ်အောင်လူလားမြောက်အောင်ကျွေးမွေးပြုစုဆောင်ရှောက်နိုင်ပါတယ်။ဒါပေမဲ့မိဘတွေအရွယ်ရောက်ချိန်မှာတော့မိဘတွေကိုသားသမီးတွေကမကျွေးမွေးနိုင်တော့ပါဘူး။ဒါကြောင့်လဲလောကမှာဆုံးရည်သာရှိပြီးစံရည်မရှိဘူးလို့ဆိုကြတာပါ။အခုကမှလည်းသားသမီးတွေကိုငယ်စဉ်ခါမှာလူလားမြောက်အောင်ကျွေးမွေးပြုစုဆောင်ရှောက်ခဲ့ပေမယ့်သားသမီးတွေကမိဘတွေကအသက်ကြီးလာတဲ့ချိန်မှာတည်တက်လိမ်မာမှုမရှိလို့နည်းနည်းလေးတောင်မှပြန်မကြည့်ရ ကြောင့်အသက်ကြီးမှဈေးရောက်နေရတာကတော့အဖိုးမောင်ဆန်းဖြစ်ပါတယ်။အဖိုးကရန်ကုန်မြောက်ဩဂလာဘမြို့နယ်ဝေဘာကီလေးရပ်ကွက်မှာနေထိုင်တာဖြစ်ပြီးအသက်ကြီးမ အသက်66နှစ်အရွယ်နဲ့ဘတ်စကားစီးကပင်မန်းစွာနဲ့နေစဉ်နေတိုင်းဈေးရောက်ထွက်နေရတာဖြစ်ပါတယ်။တာမန်လူငယ်တွေတောင်မှဘတ်စကားစီးပြီးရုံတက်ရတာကမလွယ်ပါဘူး။ဒါပေမဲ့အဖိုးကတော့ဝမ်းကြီးအတွက်ဈေးရောက်ထွက်ရပါတယ်။အဖိုးဦးမောင်ဆန်းမှာသားသမီး၃ယောက်ရှိပါတယ်။တယောက်ကတော့အသက်30ကျော်အရွယ်မှာဆုံးပါသွားတာပါ။သမီးတယောက်ကတော့မုတ်ဆိုးမှဖြစ်လို့ရုန်းကန်နေရတာဖြစ်ပါတယ်။တားအကြီးဆုံးကလည်းကိုယ့်ရဲ့မိသားစုနဲ့ကိုမိုးအဖိုးတို့မိဘနှစ်ပါးကိုမထောက်ပံ့နိုင်ပါဘူး။ဒါကြောင့်မလို့အဖိုးမောင်ဆန်းဟာဇနီးတဲ့အသက်80ကျော်အဖွားနဲ့အတူအခု ချိန်ဒီစာဝင်းကြီးအတွက်ရုံးကန်နေရတာဖြစ်ပါတယ်။အဖိုးဟာအခုချိန်ဒီကိုပိုင်ရင်နဲ့မနေနိုင်သေးပါဘူး။ဒါကြောင့်လည်းအိမ်ငါးကားတစ်လောက်ကိုသသိန်း2000နဲ့ငားနေရတာဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်မြို့ရဲ့စားစရိတ်အသုံးစရိတ်ကြီးမြင့်မှုထံကိုခံနိုင်ဖို့အတွက် စားကလေးအိမ်တွေကိုလှည့်လည်ရောင်းချရတာဖြစ်ပါတယ်။ အစောပိုင်းမှာတော့အဖိုးကစက်ပြာနဲ့တခြားသောလူသုံးကုန်ပစ္စည်းတွေရောင်းချခဲ့ပါသေးတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့အဖိုးအိုကအသက်ကြီးလာတာကြောင့်အလေးပင်တွေမမနိုင်တော့ပါဘူး။ဒါကြောင့်မလို့ပေါ်ပါတဲ့အစာကလေးအိမ်တွေကိုရောင်းချတာပါ။စာကလေးအိမ်ရောင်းချတာကအသက်66နှစ်အရွယ်အဖိုးတယောက်အတွက်တော့လွယ်ကူနေရာမျိုးမဟုတ်ပါဘူး။အဖိုးကမနက်စောစောအိမ်ရာကနေထပြီးတော့ဝေဘာဂီကနေ YBS 64ကနေသွားပြီးမြို့ထဲမှာလှည့်လည်ရောင်းချတာဖြစ်ပါတယ်။အသက်60နှစ်ကနေအဖိုးတယောက်အတွက်ဒီလိုမျိုးနေ့စဉ်မြောက်ဥက္ကလာကနေ မြို့ရဲကိုဘတ်ကားစီးပြီးတော့ဈေးသွားရောက်ဖို့ဆိုတာကမလွယ်ကူပါဘူးအဖိုးရဲ့ခြေထောက်တွေကအခုဆိုရင်တော့ရောင်ကိုင်းနေပါပြီဒါပေမဲ့လည်းအဖိုးကအာတင်းပြီးတော့ဈေးရောက်နေရပါတယ်သူတို့ဇနီးမောင်နှံရဲ့ဝမ်းရည်ကိုဖြည့်ရှင်းနိုင်မှာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့အခုလိုမျိုးစားဝတ်နေရေးချက်တဲတဲ့ခေတ်မှာစားကလေးအိမ်တွေကိုဝယ်တဲ့သူရှာတာကြောင့်လည်း အဖိုးဟာရန်ကုန်မြို့မှာလူကုန်တန်တွေပေါ်တဲ့လက်ဖက်ရည်စံတွေနားမှာထိုင်ပြီးတော့ဈေးရောက်တာဖြစ်ပါတယ်။ဒီလိုမျိုးဈေးရောက်တာကြောင့်လည်းအဖိုးကိုတချို့ကတော့တနာပြီးတော့ငွေပေးလှူသွားတာတွေ၊စားကလေးအိမ်အားပေးသွားတာတွေရှိပါတယ်။ဒီငွေနဲ့ပဲအဖိုးနဲ့အဖွားရဲ့ဝမ်းရည်ကိုဖြည့်ရှင်းနေရတာပေါ့။အဖိုးကသူ့အနေနဲ့ကျမ်းမာရေးကောင်းကျင်ပြီးတော့နေမကောင်းမဖြစ်ချင်ဘူးလို့ဆိုပါရယ်။ဒါမှလည်းအဖိုးကကိုဝန်းကိုရှာစားနိုင်မှာဖြစ်ပါရယ်။ အဖိုးသားနေမကောင်းရင်ငွေမရှာနိုင်ရင်အဖိုးတို့ဇနီးမောင်နှံမသားသမီးတွေကလည်းမထောက်ပံ့တာကြောင့်အငတ်ပေးနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့်မလို့အဖိုးဟာဒီလိုလေးနေချင်းပြီးတော့ပင်ပန်းစွာငွေရှာနေရတာဖြစ်ပါတယ်။အဖိုးအနေနဲ့သူ့ကိုသားသမီးတွေကမထောက်ပံ့တာကိုအပြစ်မမြင်ရှာပါဘူး။ အဖိုးကလောကရေစုံသားရှိပြီးရေစမ်းမရှိဘူးလို့ယူဆပါရယ်။ဒါကြောင့်မလို့သားသမီးတွေကိုအပြစ်မတင်ရှာတော့ပါဘူး။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအသက်86နှစ်အရွယ်မှာစာကလေးအိမ်ရောက်နေရတဲ့အဖိုးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။